တို့အားလုံးပဲမင်္ဂလာပါကဲကလေးတို့ရေတတိယရာသိပ်ပိုင်းရဲ့အခန်း6ကိုဘာလေးလာရမလဲဆိုတော့ကိုကလေးတို့စိတ်ဝင်စားကြဘူးလားကဲပြမယ်နော်အခန်း6မှာကညာကြည့်ပါမာတီချာကအရာဝတ္ထုလေးတွေတချို့ကအင်းတချို့ကကော်နဲ့ပြုတ်လောက်ထားတယ်တချို့ကကြတော့လေးတယ် လေးတဲ့အရာမှာကြောက်စရစ်ခဲလို့ဥပမာတန်တယ်ပစ္စည်းတို့တချို့ကပေါ့တယ်တချို့ကလေးတဲ့အရာရှိမယ်အဲ့ဒါတွေကိုတချို့တို့ကရေပေါ်မှာမြုပ်နိုင်လားပေါ်နိုင်လားဆိုတာကိုကဲဒီမှာကြည့်ပါဦးကော်နဲလောက်ထားတဲ့ပေါ့ပေါ့လေးနော်ခဲရေထဲထည့်ကြည့်လိုက်မယ်ဟောပေါ်နေတာပဲဟောဒီမှာကြောက်စရစ်ခဲကိုကြည့်ပါဦးရေထဲထည့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အော်လေးတဲ့အတွက်သူကရေထဲမြုပ်သွားပြီ ရဲ့ကလေးတို့ရေဒီလိုပဲเนาะနည်းနည်းပော့တဲ့အရာတွေက ရေပေါ်မှာပေါ်နိုင်ပြီးတော့လေးတဲ့တထုတွေကြတော့ရေပေါ်မှာမြုပ်နိုင်တယ်ဥမာတန်တဲ့ပစ္စည်းတို့ဟဲတန်တဲ့ပစ္စည်းကိုတန်နေလောက်ထားတဲ့အရာတွေတို့ဝက်ဦးတို့စတဲ့ဖြင့်ရေမှာမြုပ်သွားနိုင်တယ်เนาะဒီမှာကြည့်ပါဦးကော်ရီကော်ရီဆိုရင်ရေမှာပေါ်နိုင်တယ်ကဲဒီအကြောင်းအနေနဲ့ပတ်သက်ပြီးတော့ရေမှာမြုပ်နိုင်ပေါ်နိုင်တဲ့အရာတွေကို Teacher Center ကရှင်းပြရင်ပို့လို့တောင်စိတ်ဝင်စားဖို့ကောင်းသေးရယ်เนาะ ဟောကလေးတွေဒီမှာကြည့်ပါဦးရေမာမြုံနယ်ပေါ်နေတဲ့တတဝါလေးတွေချစ်ကြည့်ပါဦးဟောဝေလငါးလေးပါလားချစ်စရာဘလောက်ကောင်းလဲနော်ဟောဒီမှာကြည့်ပါဦးလပိုင်လေးလည်းမြုပ်လိုက်ပေါ်လိုက်ရေကူးနေတာဟဲ့အမကြည့်ပါဦးဖြန်ကလေးဖြန်ကလေးတော့ကဲကလေးတို့ရေဒါကတော့မြုံနယ်ပေါ်နေတဲ့တတဝါလေးတွေဖြစ်တယ်နော်ရဲ့ဒီလိုပဲကလီတို့ဒီလိုအရာဝတ္ထုတွေအလေးတွေအပေါ့တွေကိုလည်းချိန်ခွင်နဲ့တင်တာလို့ရသေးရယ်နော် ဒီအကြောင်းကိုအတူတူကစူးစမ်းလေ့လာမှာဖြစ်တဲ့အတွက်အတူတူကတစ်တစ်ကြွကြွနဲ့လေ့လာကြရအောင်နော်ကဲအခန်း6ကိုသွားကြရအောင်သောသမီးအားလုံးပဲမင်္ဂလာပါဒီချက်ကတော့တတိယရံတိပ်ပံကိုတင်ကြားပေးသွားမယ်ဒီချက်ဆန္ဒပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဒီချက်ကတတိယရံတိပ်ပံရဲ့အခန်း6ရေတွင် မြုပ်နိုင်ပေါ်နိုင်သောအရာများဆိုတဲ့ခေါင်းစဉ်တည်းက မြုပ်ခြင်းပေါ်ခြင်းဆိုတဲ့အကြောင်းလေးကိုအရင်ဦးဆုံးရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီသင်ခန်းစာလေးကိုသင်ပြီးတဲ့အချိန်မှာတာဝတ္ထမျိုးကပစ္စည်းတွေရဲ့ဂုဏ်သတ္တိတွေကိုသိရှိပြီးတော့အရာဝတ္ထုတွေပြုလုပ်ထားတဲ့ပစ္စည်းမျိုးစားလိုက်ဘယ်ပစ္စည်းကတော့ရေပေါ်မှာပေါ်တယ်ဘယ်ပစ္စည်းတွေကတော့ရေပေါ်မှာမြုပ်တယ်ဆိုတဲ့အကြောင်းကိုဆက်ဆက်ဖော်ထုတ်တတ်သွားမှာပဲဖြစ်ပါတယ်။ ဒါဆိုရင်ရေမှာမြုပ်နိုင်ပေါ်နိုင်တဲ့အရာတွေကဘာတွေဖြစ်မလဲနည်းနည်းလေးစဉ်းစားကြည့်ပါဦး။ကဲဒါဆိုလို့ရှိရင်တီချေက ပထမဦးဆုံးအနေနဲ့ဇာတ်လေးတစ်ခုပေးပါမယ်ဒီပေးထားတဲ့ဇာတ်လေးထဲမှာပါတဲ့အရာဝတ္ထုတွေကိုပြုလုပ်ထားတဲ့ပစ္စည်းနဲ့သူတို့ရဲ့ဂုဏ်သတ္တိတွေကိုရှာဖွေပြီးတော့တီချဲတို့ကအရင်ဦးဆုံးတွေ့ရှိချက်တွေကိုဇာတ်လေးမှာဖြည့်ကြည့်ကြပါမယ်။ကဲဟုတ်ပါပြီ။ပထမဦးဆုံးတီချဲကဇာတ်လေးထဲမှာဆိုလို့ရှိရင်သူကစင်ရဲ့အကြောင်းအရာရဲ့ပြီးွားရင်သူကပစ္စည်းလေးလည်းပေးထားတယ်။ပြီးသွားရင်နံပါတ်၁ သူကအရာဝတ္ထုရဲ့အမည်ဆိုတာကိုအရင်ရေးခိုင်းတယ်အဲ့တော့ဒီချေလိုကပထမဦးဆုံးတွေ့ရတာကစာအုပ်ကဲတော့ဒီချေလိုကစာအုပ်လို့အဲ့ဒီရောက်ကလေးမှာရေးပါမယ်နောက်တစ်ခုကတော့ဖန်ခွက်ဒါဆိုရင်ဒီချေလိုကဖန်ခွက်လို့ရေးလိုက်ပါမယ်နောက်တစ်ခုကသရေခွင်းဒါတော့ဒီချေလိုကသရေခွင်းလို့ရေးပါမယ်နောက်တစ်ခုကတစ်တာခုံဒါဆိုရင်သူ့ကိုတစ်တာခုံလို့ရေးပါမယ် နောက်ဆုံးတစ်ခုကတော့ဒီချယ်တို့က STO လို့ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကို STO လို့အရင်ဝန်ဆုံးရေးလိုက်ပါမယ်။ဒါဆိုရင်ဒီချယ်တို့ကအရာဝတ္ထုအမည်တွေကိုဒီချယ်တို့ရေးပြီးွားပြီဆိုတော့နောက်ထပ်နံပါတ်1ဖြစ်တဲ့သူတို့ကိုပြုလုပ်ထားတဲ့ပစ္စည်းရဲ့အဲ့ဒါလေးတွေကိုဒီချယ်တို့ဇာတ်လမ်းမှာဖြည့်ပြပါမယ်။ပထမဦးဆုံးစာအုပ် စာအုပ်ကိုတောက်တမျိုးဘာနဲ့လှုပ်ထားရလို့ထင်ပါတယ်။ဟုတ်တယ်ဒီချယ်တို့ကစာအုပ်ကိုဝါးနဲ့ပြုလှုပ်ထားပါတယ်။ဒါဆိုရင်နံပါတ်1စာအုပ်ရဲ့တက်တဲမှာသူ့ကိုပြုလှုပ်ထားတဲ့ပစ္စည်းဆိုတာကဝါးလို့ရေးပါမယ်။နောက်တစ်ခုကဒီချယ်တို့ဖန်ခွက်ဖန်ခွက်ဆိုမှာတော့ဒီချယ်တို့ကဘာနဲ့လှုပ်ထားရလဲဖြစ်မလဲ။ဖန်နဲ့လှုပ်ထားတာပေါ့ဒါဆိုလို့ရှိရင် ပြုလှုပ်ထားတဲ့ပစ္စည်းနေရာမှာ ဖန်လို့ထည့်လိုက်ပါမယ်။နောက်တစ်ခုကတော့တရေခွင်း ရေခွင်းဆိုတော့သူ့ကိုဗာနဲ့လှုပ်ထားတယ်လို့ထင်ပါတယ်လေဟုတ်ပါပြီဒါဆိုရင်ဒီချေတို့ကတရေခွင်းတရေခွင်းကိုသူ့ပြုတ်လှုပ်ထားတဲ့ပစ္စည်းကဘာလို့ထဲမလဲဆိုရင်ဒီချေတို့က တရေခွင်းကိုဘာနဲ့ပြုတ်လုထားလဲဆိုရင် rubber နဲ့ပြုတ်လုထားပါတယ်ဒါကြောင့်မလို့ဒီချယ်တို့ကဇရောက်ွက်လေးမှာ rubber လို့ထည့်လိုက်ပါမယ်နော်နောက်တစ်ခုကတော့ဒီချယ်တို့ကတစ်သားခုံကဲတစ်သားခုံဆိုတော့သူ့ကိုဘာနဲ့ပြုတ်လုထားရလို့ထင်ပါလဲတစ်သားဟုတ်ပါတယ်အဲ့တော့ဒီချယ်တို့ကဇရောက်ွက်လေးမှာတစ်သားဆိုပြီးတော့ထပ်ပြီးတော့ဖြည့်လိုက်ပါမယ်နောက်ဆုံးတစ်ခု steel o တဲ့ steel o ဆိုတော့ဒီချယ်တို့ကဘာနဲ့ပြုတ်လုထားလဲဆိုရင် steel နဲ့ပြုတ်လုထားပါတယ်အဲ့တော့ဒီချယ်တို့ကပြုတ်လုထားတဲ့ပစ္စည်းရဲ့နေရာလေးမှာ steel ဆိုပြီးတော့ထည့်လိုက်ပါ ပါမယ်။ကဲဒါဆိုရင်ဒီချေရိုးကနံပါတ်3မှာပါတယ်။မာဒီပျော့ဒီကိုပစ္စည်းမျိုးစားလေးကိုလိုက်ပြီးတော့ပြန်ပြီးတော့ဖြည့်ကြည့်ပါမယ်။ဇာတ်လေးထဲမှာ ပထမဦးဆုံးစာအုပ်စာအုပ်ကမာလာပျော်လာဟုတ်တယ်နော်တာဝတ်သမီးတို့ကကြီးတယ်စာအုပ်ရဲ့အရွယ်စားပုံမူတည်ပြီးတော့မာဒီလို့လည်းဖြေလို့ရတယ်ပျော့ဒီလို့လည်းဖြေလို့ရပါတယ်ဒါပေမဲ့ဒီထဲမှာတီချဲကတော့အဖြေလေးကိုမာဒီလို့ထည့်လိုက်ပါမယ်နောက်တစ်ခုတီချဲတို့ကဖန်ခွက်ဖန်ခွက်ကိုကြတော့တီချဲတို့ကမာဒီနဲ့ပျော့ဒီမှာအဖြေလေးကဘာဖြစ်မယ်လို့ထင်မလဲဖန်ခွက်ကတော့တီချဲတို့ကမာဒီ မာတဲ့အထဲမှာပဲပါပါတယ်ဟုတ်တယ်နော်ဖန်ခွက်ကိုတခြားကန်ကြည့်ပါဖန်ခွက်ကိုတခြားတို့ကခောက်ကြည့်လို့လည်းမရဘူးလေနော်ဖန်ခွက်ကအရင်မာပါတယ်ဒါကြောင့်မလို့အဖြေလေးရပါလဲဆိုရင် မာသည်ကဲနောက်တစ်ခုကတရေခွင်းကဲတရေခွင်းကရောမာမလားပျော့မလားလွယ်လွယ်လေးပဲလေနော်တရေခွင်းကတော့ပျော့သည်ဆိုပြီးတော့တခြားတို့ကဇာလေးမှာထည့်လိုက်ပါမယ်ကဲတရေခွင်းရဲ့ဘေးနားလေးကတက်သားခုံတက်သားခုံလေးကရောမာသည်ပျော့သည်မှာတခြားတို့ဘယ်ဟာကိုထည့်ကြပါမလဲ ဟုတ်ပါတယ်မာဒီကိုထည့်ပါမယ်။ဘာလို့လဲဆိုတော့တိသားခုံကအရန်မာတယ်လေနော်။တော်ယုံတယုံနဲ့လည်းမချိုးနိုင်ဘူး။တချို့တို့လက်နဲ့လည်းအလွယ်တကူခောက်လို့လည်းမရဘူး။ကင်ကြီးတဲ့အချိန်မှာလည်းသူကအရန်ကိုမာချောတယ်။ဒါကြောင့်မလို့သူ့ရဲ့အဖြေကတော့မာဒီပဲဖြစ်ပါတယ်။ကဲနောက်တစ်ခုကတော့ STO ကဲ STO လေးကတော့မာဒီပြော့ဒီမှာဗာလေးဖြစ်မယ်လို့ထင်ပါတယ်လေဟုတ်ပါတယ်သူကတော့ STO လေးကတော့မာဒီပြော့ဒီမှာသူ့ရဲ့အဖြေလေးကမာဒီလို့ထည့်ရပါမယ် ဒါဆိုရင်ဒီချေတို့ကနံပါတ်၄ကိုယ်ဆက်နိုင်မှုရှိမရှိဆိုတဲ့ပျော့ပြောင်းမှုကိုဒီချေတို့ကဆက်ပြီးတော့လေ့လာကြည့်ပါမယ်။ကဲဟုတ်ပါပြီ။ကဲပထမဦးဆုံးစာအုပ်စာအုပ်ကကိုယ်ဆက်နိုင်မှုရှိမရှိတဲ့ဒီချေတို့စာအုပ်ကလေးကိုကြိုင်ပြီးကြည့်တယ်ဆန့်လို့လည်းရတယ်။ဒါဆိုလို့ရှိရင်သူ့ကိုကိုယ်ဆက်နိုင်မှုရှိမရှိဆိုတဲ့ခေါင်းစဉ်ရဲ့အောက်မှာသူဘယ်လိုရေးမလဲဆိုရင်ကိုယ်ဆက်နိုင်မှုရှိလို့ထည့်ရပါမယ်။နောက်တစ်ခုကတော့ဖန်ွက်ဖန်ွက်ကတဲ့ကိုယ်ဆက်နိုင်မှုရှိမရှိတဲ့ ဖန်ခွက်ကိုခြံကြည့်ပါအောင်တောက်တယ်မျိုးကိုကြည့်လို့ရလားမရဘူးเนาะဟုတ်ပါတယ်ဒါကြောင့်မလို့ဖန်ခွက်ကလေးကတော့ကိုဆန့်နိုင်မှုမရှိလို့ဖြစ်ရပါမယ်ကဲဖန်ခွက်ရဲ့ဘေးနားလေးကတရေခွင်းတရေခွင်းကတော့ဒီချေလို့ကိုဆန့်နိုင်မှုရှိမရှိမှာဘယ်လိုဖြစ်ရမလဲဟုတ်ပါတယ်တရေခွင်းကတော့ကိုဆန့်နိုင်မှုရှိပါတယ်သူကပျော့ပျော့လေးလေးเนาะ ကဲဟုတ်ပါပြီတရေခွင်းရဘေးနာလေးကတက်သားခုံလေးကိုကြည့်ပါမယ်ကဲတက်သားခုံလေးကရောကွေးဆက်နိုင်မှုရှိမရှိတဲ့တက်သားခုံကအရန်လဲမာတယ်လေနော်အဲ့တော့သူကကွေးဆက်နိုင်မှုရှိမရှိမှာသူ့အဖြေလေးကတော့ကွေးဆက်နိုင်မှုမရှိလို့ထည့်ရပါမယ်ကဲတက်သားခွန်ရဘေးနာလေးကနောက်ဆုံးတစ်ခုဖြစ်တဲ့ STO STO လေးရောကိုယ်ဆက်နိုင်မှုရှိလားမရှိဘူးလားနည်းနည်းလေးစဉ်းစားကြည့်ပါဦး စတီအိုကလည်းခုနကတက်သားလိုပဲသူလည်းအရန်ကိုမာပါတယ်ဒီချယ်တို့လက်နဲ့အလွယ်တကူကိုယ်ဆန်းလို့မရပါဘူးဒါကြောင့်မလို့သူ့ရဲ့အဖြေလေးကကိုယ်ဆန်းနိုင်မှုမရှိလို့ဖြေရပါမယ်ဒါဆိုရင်တီချယ်တို့နံပါတ်5ကလေးကိုဆက်သွားပါမယ်။5ကတော့သူကပြောထားလဲဆိုရင် အလဲတကူကျိုးပဲ့စုပ်ပြဲနိုင်မှု ရှိမရှိဒါကဘာလဲဆိုရင် ခံနိုင်ရရှိမှုစစ်ဆေးရပဲဖြစ်ပါတယ်။ဒါဆိုရင်စအုပ် စာအုပ်ကအလဲတကူကျိုးပဲလားဒါမှမဟုတ်စုပ်ပြဲနိုင်မှု ရှိမရှိတဲ့မှာဆိုရင်ဘာလို့ဖြစ်ရမလဲဆိုရင် သူကစုပ်ပြဲနိုင်မှုရှိပါတယ်လို့ဖြေရပါမယ်။ကဲနောက်တစ်ခုဖန်ခွက်ကဲဖန်ခွက်လေးကိုကြတော့ဒီချေတို့ကဘယ်လိုဖြစ်မလဲ။အလဲတကူကျိုးပဲစုပ်ပြဲနိုင်မှုရှိမရှိဆိုရင်ဒီချေတို့ကဘာဖြစ်ရမလဲဆိုရင် အလဲတကူကျိုးပဲလို့ထည့်ရပါမယ်။ဘာလို့လဲဆိုတော့တောက်တယ်လို့ဖန်ခွက်လေးကမတော်တဆတုတ်ကျသွားတယ်ဆိုလို့ရှိရင်ဖန်ခွက်လေးကကွဲသွားတယ်လေ။ဒါကြောင့်မလို့အလဲတကူကျိုးပဲနိုင်လို့အလဲတကူ ချိုးပယ်လို့ထည့်ရပါမယ်။နောက်တစ်ခုဒီချေတို့ကတရေခွင်းလေးတရေခွင်းလေးကြတော့ဒီချေတို့အဖြေပါထည့်မလဲ။အလွယ်တကူချိုးပယ်လားဒါမှမဟုတ်ဆုပ်ပြဲနိုင်မှုရှိမရှိလား။ဟုတ်ပြီသူကအလွယ်တကူချိုးတယ်တရေခွင်းကသူကအယမ်းပျော်တယ်။ဒါကြောင့်မလို့သူကအလွယ်တကူချိုးပယ်နေတော့သူကမဆိုင်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့သူကချိုးပယ်ရဆိုကြတရေတို့မာတဲ့ပစ္စည်းနဲ့ပဲဆိုင်မယ်။ ဲ့တော့စုပ်ပြဲနိုင်မှုရှိမရှိနဲ့တကယ်လို့ကတရေခွင်းကိုဆက်ဆက်ကြည့်ပါမယ်။တရေခွင်းကတော့စုပ်ပြဲနိုင်မှုရှိလားမရှိဘူးလား။ဟုတ်တယ်နော်။တရေခွင်းကတော့စုပ်ပြဲနိုင်မှုသူကမရှိပါဘူး။ကဲနောက်တစ်ခုတက်သားခုံလေးကိုဆက်သွားပါမယ်။ ကဲတက်သားခုံလေးရာကိုဒီချေတို့ကအလွယ်တကူချိုးပဲနိုင်လားဒါမှမဟုတ်စုပ်ပြဲနိုင်မှုရှိမရှိဆိုတဲ့ခေါင်းစဉ်အောင်မှာကြတော့ဒီချေတို့ကတက်သားခုံကကြတော့မာရတဲ့ကြောင့်မလို့သူကအလွယ်တကူချိုးပဲနိုင်လားမချိုးပဲနိုင်ဘူးလားဆိုတဲ့အဲ့ဒါတတ်ဆိုင်ပါတယ်အောက်ကစုပ်ပြဲနိုင်မှုရှိမရှိနေတော့တိတ်မတတ်ဆိုင်အောင်ပေါ့နော်ဒါဆိုလို့ရှိရင် တသားခုံကအလွယ်တကူကျိုးပဲ့တယ်မှာဆိုရင် အလွယ်တကူကျိုးပဲ့လို့တကယ်ကထည့်ရမှာပေါ့နော်။ဘာလို့လဲတသားခုံတကယ်လို့အရန်ဟိုမာတဲ့တူတွေနဲ့ထုလိုက်တာပဲဖြစ်ဖြစ်တခုခုနော်တကယ်လို့ဘာလဲတသားဟိုခုံကိုအရန်အမြင့်ရနေပြီးတော့ပြစ်ချလိုက်တာပဲဖြစ်ဖြစ်ဘာလို့လဲဆိုရင်တသားခုံတွေကကျိုးပဲ့နိုင်တယ်လေ။အဲ့တော့သူ့ကိုဖြည့်တဲ့အခါကျရင်အလွယ်တကူကျိုးပဲ့လို့ဖြည့်ပါမယ်။နောက်တစ်ခုကတကယ်လို့ကစတီအိုသွားပါမယ်။စတီအိုအဘဒီချေရိုအလွယ်တကူကျိုးပယ်လားဒါမှမဟုတ်ရင်စုပ်ပြဲနိုင်မှုရှိမရှိဘာနဲ့သက်ဆိုင်မလဲဆိုရင်သ သူကဒီချေတော့အဲသူကအလွယ်တကူလည်းမချိုးပဲ့နိုင်ဘူးအဲ့တော့သူနဲ့အလွယ်တကူချိုးပဲ့လို့ဖြည့်လို့မရဘူးသူကအလွယ်တကူချိုးပဲ့ပဲပါတာနော်အလွယ်တကူချိုးပဲ့နိုင်မှု မရှိဘူးဆိုတာမပါတော့မဖြည့်သေးဘူးအဲ့တော့စုပ်ပြဲနိုင်မှုရှိမရှိနဲ့စဉ်းစားမယ်ကဲစုပ်ပြဲနိုင်မှုရှိမရှိမှာကြာတော့သူကစုပ်ပြဲနိုင်မှုမရှိပါနော်ဟုတ်တယ် STO ကစုပ်ပြဲနိုင်မှုမရှိပါဘူးပြီးရင်နံပါတ်6အချက်လေးကိုသွားပါမယ်ကဲပစ္စည်းလေးတွေကတဲ့ရေကိုစုပ်ယူနိုင်လားမစုပ်ယူနိုင်လားဆိုတာသူတို့ရဲ့စုပ်ယူမှုကိုဒီချေတော့လေ့လာ ကြည့်ပါမယ်။ကြောက်ပြီးပထမဦးဆုံးစာအုပ်။စာအုပ်လေးကစာအုပ်ထဲမှာပါတယ်စာရွက်ကလေးပေါ့နော်။စာရွက်သားလေးတွေကရေကိုစုပ်ယူနိုင်မှုစုပ်ယူနိုင်လားဒါမှမဟုတ်ရေကိုမစုပ်ယူနိုင်ဘူးလားဆိုရင် သူ့ရဲ့အဖြေကရေကိုစုပ်ယူနိုင်တယ်ဟုတ်တယ်နော်ဆာရွက်ကလေးတွေကရေကိုစုပ်ယူနိုင်တယ်ဒါကြောင့်မလို့တောက်သူတခါတလေကြာရင်စာအုပ်ပေါ်ကိုရေတို့အေးတို့ဖိတ်ကြလို့ရှိရင်သူကဗာလဲဆိုရင်သူကဆာရွက်လေးထဲမှာပဲရေကစိတ်မျောဝင်သွားတယ်သူ့ကိုပြေကိုပြန်ခါထုတ်လို့ရှိလို့ရှင်သူ့ခြေတို့ကပြန်ခါထုတ်လို့ရေကိုမရဘူးဒါကြောင့်မလို့သူကရေကိုစုပ်ယူနိုင်တယ်နောက်တစ်ခုဖန်ခွက်ဖန်ခွက်ကတော့ရေကိုစုပ်ယူနိုင်လားမစုပ်ယူနိုင်လားဆိုရင်ဒီခြေတို့က ဘာဖြစ်ရမလဲဆိုရင် မဆုပ်ယူနိုင်လို့ဖြစ်ရပါမယ်။ဖန်ခွက်တွေကဒီချဲလိုကရေကိုမဆုပ်ယူဘူး။ဟုတ်ပြီနော်အဲကြောင့်မလို့ဒီချဲတို့ကတခါတလေဖန်ခွက်နဲ့ရေတောက်တဲ့အခါကျရင်ရေတွေဆုပ်ယူသွားတယ်ဆိုလို့ရှိရင်ဖန်ခွက်ကဘာဖြစ်သွားမလဲပျော်ပြီးတော့ဒီချဲတို့ကပျော်ကျအောင်မှာပေါ့နော်ဒါပေမဲ့ဖန်ခွက်ကရေကိုမဆုပ်ယူနိုင်တဲ့ကြောင့်မလို့ဒီချဲတို့ကအလွယ်တကူရေတို့အေးတို့ထည့်ပြီးတော့တောက်နိုင်တယ်ဒါကြောင့်မလို့ဖန်ခွက်ကရေကိုမဆုပ်ယူနိုင်ပါဘူးနောက်တစ်ခုတရေခွင်းတရေခွင်းကရောတဲ့ရေကိုတဲ့ဆုပ်ယူနိုင်မလားမဆုပ်ယူနိုင်ဘူးလားဆိုရင် သူ့ရဲ့အဖြေလေးကဘာဖြစ်မလဲဆိုရင်ဒီချေတို့ကရေကိုမဆုပ်ယူနိုင်ပါလို့ဖြစ်ရပါမယ်။ဟုတ်ပြီနော်။ကဲဟုတ်ပြီနောက်တစ်ခုသွားပါမယ်ဒီချေတို့ကတက်သားခုံကဲတက်သားခုံကောတဲ့ရေကိုဆုပ်ယူနိုင်မလားဒါမှမဟုတ်ရေကိုမဆုပ်ယူနိုင်ဘူးလားဒါဆိုရင်တအားတို့တို့အိမ်မှာတချို့တက်သားခုံနေရှိတဲ့လူတွေဆိုတည်တယ်တခါတလေကျရင်ရေတွေဖိတ်ကြသွားလို့ရှိရင်နည်းနည်းလေးဒီချေတို့ရေကိုမဖယ်ဘဲထားလိုက်လို့ရှိရင်ရေလေးကတက်သားခုံတွေကိုစိတ်ဝင်သွားတာကိုတွေ့ရတယ်နော် ဟုတ်ပြီဒါကြောင့်မလို့ဒီချယ်တို့ကတသားခုံရဲ့အောက်မှာကြတော့ရေကိုဆုပ်ယူနိုင်လားမဆုပ်ယူနိုင်လားဆိုရင်သူ့ရဲ့အဖြေကရေကိုဆုပ်ယူနိုင်ပါတယ်လို့ဖြေရပါမယ်ကဲဒါဆိုရင်ဒီချယ်တို့ကဆက်ပြီးတော့စတီအိုလေးကိုအဖြေလေးဖြည့်ကြည့်ပါမယ်။ကဲစတီအိုကတော့ရေကိုဆုပ်ယူနိုင်လားမဆုပ်ယူနိုင်လားဒီချယ်တို့ဘာလေးဖြည့်ကြည့်ကြမလဲ။ စတီယိုလေးကတောက်တမီလို့ရေးထည့်ပြီးတော့ကြည့်ကြည့်ပါဦးရေးထည့်ဘူးတယ်လေနော်အိမ်မှာဟင်းချက်လို့ရှင်လဲစတီယိုကိုတုံးတယ်လေဟုတ်ပါတယ်စတီယိုကရေးကိုဆုပ်ယူနိုင်လားမဆုပ်ယူနိုင်လားဆိုရင်သူကရေးကိုမဆုပ်ယူနိုင်ပါဘူးလုံငန်းနှစ်လေးကိုလက်တွေ့ပြတော့မှာဖြစ်ပါတယ်ပထမအဆုံးဒီကျဲကမိကုန်းလေးဖတ်ပြပါမယ်လုံငန်းနှစ် အောက်ပါစရာတွင်ဖော်ပြထားသော အရာဝတ္ထုများကို ရေတွင်မြုပ်မမြုပ်ခံမှန်းပြီးစရာတွင်မှတ်သားပါ ပစ္စည်းတစ်ခုစီကို ရေထဲထည့်ကြည့်ပြီးမြုပ်မမြုပ်လေ့လာပါတွေ့ရှိချက်ကိုစရာတွင်မှတ်သားပါသင်ဤခံမှန်းချက်နှင့်တွေ့ရှိချက်ကိုနှိုင်းယှဉ်ပြီးတငယ်ချင်းများနှင့်ဆွေးနွေးပါထို့နောက်ပြုလုပ်ထားသောပစ္စည်းပေါ်မူတည်၍ရေတွင် ပေါ်သောအုပ်စုနှင့်မြုပ်သောအုပ်စုဟုပြီးတော့အုပ်စုနှစ်ခုခွဲပါ ီလက်တွေ့လေးမှာဆိုရင်ဒီချေရောပထမဦးဆုံးလိုအပ်မဲ့ပစ္စည်းလေးကတော့မြုပ်လားမမြုပ်လားပစ္စည်းတွေစံတက်ဖို့တွေရေထည့်ထားတဲ့ရေစလုံးတစ်ခုလိုပါမယ်ပြီးတော့ရင်ဒီချေရောစံတက်မဲ့ပစ္စည်းလေးတွေကခဲတံစာအိတ်တက်သားရုံစတီဇွန်ဖန်ကော်လီလုံးပလတ်စတစ်ပေတံတန်ချောင်းခဲဖြက်တရေခွင်းကြွေစွန်းဆိုပြီးတော့အလုံးပေါင်းပစ္စည်းစုစုပေါင်း10မျိုးလိုပါမယ်အဲ့တော့ပထမဦးဆုံးဒီချေကခဲတံလေးကိုရေပေါ်မှာ မြုပ်လားပေါ်လားဆိုတာကိုစမ်းသပ်ပါမယ်မစမ်းသပ်သေးခင်မှာအခဲတံကိုဘာနဲ့လှုပ်ထားလဲလို့ဆိုရင်ဒီချေတို့ကအခဲတံကိုတက်သားနဲ့ပြုတ်လှုပ်ထားပါတယ်ဒါဆိုရင်ခဲတံကရေပေါ်မှာပေါ်မလားရေပေါ်မှာမြုပ်ရေထဲမှာမြုပ်မလားဆိုတာကိုဒီချေတို့လက်တွေ့စမ်းသပ်ကြည့်ပါမယ်ဒါဆိုရင်ထည့်ပါမယ်ဒီမှာဆိုရင်ဒီချေရေထဲထည့်လိုက်တဲ့အချိန်မှာခဲတံကရေပေါ်မှာပေါ်နေတာကိုတွေ့ရပါမယ်เนาะ ဒါဆိုရင်နောက်တစ်ခုကဒီချေကစာအိတ်စာအိတ်ကလေးကိုဒီချေကရေထဲမှာညုံမလားရေပေါ်ပေါ်မလားဆိုတာကိုလက်တွေ့စမ်းပြပါမယ်။စာအိတ်ကိုတော့ဒီချေတို့ဘာနဲ့ပြုတ်လုထားလဲဆိုရင်အရင်ဟူဆုံးသူ့ကိုဒီချေတို့ကဆက်ခုနဲ့ပြုတ်လုထားပါတယ်။ဒါဆိုရင်ဒီချေတို့ကစာအိတ်လေးကိုရေထဲထည့်ကြည့်ပါမယ်။သူ့ကရေပေါ်မှာပေါ်မလားရေထဲညုံမလားဆိုတာကိုကြည့်ကြည့်ပါမယ်။ဒါဆိုရင်စာအိတ်လေးကရေပေါ်မှာပေါ်နေတာကိုတွေ့ရပါမယ်เนาะ ောက်တစ်ခုကတော့တခြားလိုတက်သားတော့တက်သားတော့ကိုရေထဲကိုထည့်ကြည့်ပါမယ်တက်သားတော့ကဘာနဲ့လှုပ်ထားလဲဆိုရင်တက်သားတော့ဆိုမှတခြားလိုတက်သားနဲ့လှုပ်ထားပါဘောနော်ဒါဆိုရင်တခြားလိုတက်သားတော့ကိုရေထဲကိုထည့်ကြည့်ပါမယ်ကဲတက်သားတော့ငါရေပေါ်မှာပေါ်နေပါမယ်နော်နောက်တစ်ခုကဒီချေရိုစတီဇွန် တီးဇွန်ကိုအရင်ဆုံးပါလန့်လုတ်ထားလဲဆိုရင်သူ့ကိုစတီးဇွန်ဆိုတော့စတီးနဲ့ပြုတ်လုတ်ထားတာဖြစ်ပါတယ်ဒါဆိုရင်ဒီစတီးဇွန်ကတော့ရေထဲထည့်တဲ့အခါမှာရေထဲမြုပ်လားပေါမလားဆိုတာကိုတချေတို့လက်တွေ့စမ်းကြည့်ပါမယ်နော်ဒီဇုံကရေထဲမှာမြုပ်ပါရယ်နော် ဲနောက်တစ်ခုဒီချေတို့ကဖန်ဂေါ်လီလုံးဖန်ဂေါ်လီလုံးလေးကိုဒီချေတို့ကရေထဲထည့်ကြည့်ပါမယ်ဖန်ဂေါ်လီလုံးကိုဗာနဲ့လှုပ်ထားလဲဆိုသူ့ကိုဖန်နဲ့ပြုတ်လှုပ်ထားတာဖြစ်ပါတယ်ဒါဆိုရင်ဖန်ဂေါ်လီလုံးကရေထဲမြုပ်မလားပေါ်မလားဆိုတာဒီချေတို့လက်တွေ့စမ်းသပ်ကြည့်ပါမယ်ဖန်ဂေါ်လီလုံးကရေထဲမြုပ်သွားပါမယ်နော် ကဲနောက်တစ်ခုကတော့ plastic ပေတံ plastic ပေတံကိုဘာနဲ့လှုပ်ထားလဲဆိုရင်တချို့တို့က plastic နဲ့လှုပ်ထားတာဖြစ်ပါတယ်ဒါဆိုရင်ဒီ plastic ပေတံကတော့ရေပေါ်ပေါ်မလားရေထဲမြုပ်မလားဆိုတာတချို့တို့လက်တွေ့ဆန်းသပ်ကြည့်ပါမယ် plastic ပေတံလေးကရေထဲကိုမြုပ်သွားပါတယ်။နောက်တစ်ခုကတော့ဒီချေရိုတန်ချောင်း တန်ချောင်းကိုဘာနဲ့လှုပ်ထားလဲဆိုရင်ဒီချဲတို့တန်နဲ့လှုပ်ထားပါတယ်။ဒါဆိုရင်တန်ချောင်းကရောရွေထဲမြုပ်မလားပေါ်မလားဆိုတာဒီချဲတို့လက်တွေ့ဆန်းသပ်ပါမယ်။တန်ချောင်းကရွေထဲမှာမြုပ်ပါတယ်။နောက်တစ်ခုကတော့ဒီချဲတို့ခဲပြက် ခဲပြတ်ကိုသူ့ဘာနဲ့လှုပ်ထားလဲဆိုရင် rubber rubber နဲ့ပြုလုပ်ထားပါတယ်ဒါဆိုရင်ခဲပြတ်ကရေထဲမှာပေါ်မလားမြုပ်မလားဆိုတာလည်းတွေ့ဆန်းသက်ကြည့်ပါမယ်ခဲပြက်ကရေထဲမှာမြုပ်ပါတယ်နောက်တစ်ခုကတော့ဒီချေတို့တရေခွင်း တရေခွင်းလေးကိုဘာနဲ့လှုပ်ထားလဲဆိုဒီချေကို rubber rubber နဲ့ပြုလုပ်ထားပါတယ်ဒါဆိုရင်တရေခွင်းလေးကရောရေထဲမှာပုံမလားမြုံမလားဆိုတာလက်တွေ့စမ်းသပ်ကြည့်ပါမယ်တရေခွင်းလေးကရေပေါ်မှာပေါ်ပါတယ်နောက်ဆုံးတစ်ခုကတော့ဒီချေရိုးကကြွေစွန်းကြွေစွန်းကဘာနဲ့ပြုလုပ်ထားလဲဆိုရင်သူ့ကိုကြွေနဲ့ပြုလုပ်ထားပါတယ် ဒါဆိုရင်ကြွေစွန်းကောင်ကိုရေထဲမှာပေါ်မလားမြုပ်မလားဆိုတာကိုလက်တွေ့စမ်းသပ်ကြည့်ပါမယ်။ကြွေစွန်းကရေထဲမှာမြုပ်ပါတယ်။ဒါဆိုရင်ဒီချေတို့အခုပစ္စည်း၁၀မျိုးကိုလက်တွေ့စမ်းသပ်ပြီးပြီဆိုတော့ဒီချေတို့နောက်ထပ်လုပ်ငန်းစဉ်လေးမှာပြန်တွေ့ကြပါမယ်။ ဒါဆိုရင်ဒီချေတို့အခုလုပ်ငန်း၃လေးကိုလက်တွေ့ပြုလုပ်ကြည့်ပါမယ်။ပထမဦးဆုံးဒီချေကလုပ်ငန်းလက်တွေ့မလုပ်ခင်မှာမိကွန်းဒီကိုအရင်ဖတ်ပြပါမယ်။လုပ်ငန်း၃အဖုံးမပါသည့်အဝကျဲဖန်ပလင်းတစ်ခုကိုရေထဲတွင်ထားပါကမိတို့ဖြစ်မိကိုလေလာပါ။ထို့နောက်ရေမပါသောအဆိုပါပလင်းကိုအဖုံးဖုံးပြီးရေထဲတွင်ပြန်ထားပါ။မိတို့ဖြစ်မိကိုလေလာပြီးတွေ့ရှိချက်ကိုရှင်းပြပါ။ ဒါဆိုရင်တီချယ်တို့လက်တွေ့ဆန်းသက်ချက်လေးမှာလိုအပ်မဲ့ပစ္စည်းကတော့ရေးထည့်ထားတဲ့ရေစလုံးရယ်တီချယ်တို့အဝကျဲတဲ့ဖန်ပလင်းတစ်ခုရယ်လိုပါမယ်။အဲ့တော့ပထမအဦးဆုံးတီချယ်ကအဖုံးမဖုံးထားတဲ့အဝကျဲအဖုံးမပါတဲ့အဝကျဲဖန်ပလင်းလေးကိုအရင်ဦးဆုံးရေထဲကိုထည့်ပါမယ်။ရေထဲမှာပေါ်မလားမြုပ်မလားဆိုတာကိုတီချယ်တို့ဆက်ပြီးတော့ကြည့်ကြပါမယ်။ဒါဆိုရင်ဒီချဲတို့အခုဖမ်ပလင်းလေးရေထဲကိုမြုပ်သွားပါတယ်เนาะ ဲဒါဆိုရင်ဒီချဲတော့အခုဒီဖမ်ပလင်းလေးကိုပဲအဖုံးလေးကိုတေးချဖုံးပြီးတော့မှရေထဲကိုပြန်ပြီးတော့ထည့်ကြည့်ကြပါမယ်။အဖုံးလေးကိုတေးချလုံးနေအောင်ဖုံးဖို့တော့လိုပါမယ်နော်။ဒါဆိုရင်ဒီချဲကဖမ်ပလင်းလေးကိုရေထဲကိုထည့်ကြည့်ပါမယ်။ ဒါဆိုရင်ဒီချဲတို့အဖုံဖုံနာတဲ့အဝကျဲဖန်ပလင်းကတော့ရေပေါ်မှာပေါ်နေတာကိုတွေ့ရပါမယ်။ဘာဖြစ်လို့လဲဆိုရင်ဒီချဲတို့ကဒီဖန်ပလင်းလေးထဲမှာဒီချဲတို့ကလေပါနေလို့ပါ။ဒါဆိုလို့ရှိရင်လေကအရာဝတ္ထုပစ္စည်းတွေရေပေါ်မှာပေါ်နိုင်အောင်ကူညီပေးရဆိုတာကိုဒီလက်တွေ့စံတက်ချက်မှာတစင်းတည်သွားမှာပဲဖြစ်ပါတယ်။ဒါဆိုရင်ဒီချဲနဲ့နောက်ထပ်လုပ်ငန်းလေးတွေမှာပြန်ပြီးတော့တွေ့ကြပါမယ်။ ဟုတ်ပါပြီဒါဆိုရင်ဒီချက်ကဒီနေ့တင်သွားတဲ့သင်ခန်းစာလေးကိုအနှစ်ချုပ်ပြီးတော့ဒီချက်တို့ပြန်ပြီးတော့အသေးစိတ်ပြန်မှတ်ကြပါမယ်ပထမဦးဆုံးအရာဝတ္ထုများဒီချက်တို့ပြုတ်လို့ရင်ပစ္စည်းရမျိုးမျိုးကိုအသုံးပြုသည်တဲ့ဒါကတော့ဒီချက်တို့တောက်သမီးကိုလည်းခုနဇာကွက်လေးနဲ့လည်းဖြည့်ကြည့်ပြီးသွားရင်เนาะဥမာဆိုလို့ရှိရင်အရာဝတ္ထုတွေကိုပြုတ်လို့ထားတဲ့တသားတွေနဲ့လည်းပြုတ်လို့တဲ့ plastic တို့စက်ခူ rubber ပြီးတန်တန်မနီ steel တို့နဲ့ပြုတ်လို့ပြီးတော့ဖန်နဲ့ ကျွေတယ်တွေနဲ့လည်းပြုလုပ်ပါတယ်တဲ့ဒီမှာဆိုလို့ရှိရင် တချို့တို့ကခုနစတီโอအကြောင်းကိုပြောပြရတဲ့ထဲမှာလည်းပါတယ်စတီโอကြတော့တချို့တို့ကနောက်တစ်မျိုးတန်မဏိလို့လည်းမှတ်ထားလို့ရပါတယ်နောက်တစ်ခုကတချို့တို့ပစ္စည်းအမျိုးမျိုးတွေနဲ့ဂုံတက်တိမျိုးစုံရှိပါတယ်တဲ့ဂုံတက်တိဆိုတာဘာကိုပြောလဲဆိုရင်မာကျောမှုပျော်ပြောင်းမှုခံနိုင်ရည်အားစုပ်ယူမှုနဲ့ရေပေါ်ပေါ်ခြင်းမြုပ်ခြင်းတို့တည်တဲ့ပစ္စည်းများရဲ့ဂုံတက်တိများဖြစ်ကြပါတယ်တဲ့ ဒါဆိုရင်တာဝတိမျိုးကဂုံတက်တိဆိုတဲ့အကြောင်းလေးကိုလည်းနားလည်သွားပြီနော်။နောက်တစ်ခုကတော့ဒီချေရိုးကအရာဝတ္ထုများကိုပြုလုပ်တော့ခါအတုံးပြုမှုနဲ့ကိုက်ညီတော့ပစ္စည်းများရဲ့ဂုံတက်တိများအပေါ်မူတည်ရေးချဲ့ကြပါတယ်တဲ့။ဒါကဘာကိုပြောလဲဆိုရင် ပစ္စည်းတွေက ရေမှာပေါ်နိုင်တယ်လို့တချို့ပစ္စည်းတွေကရေပေါ်မှာမြုပ်နိုင်တယ်။နောက်တစ်ခုကပစ္စည်းများကိုရေတွင်ပေါ်ခြင်းမြုပ်ခြင်းပေါ်မူတည်ပြီးတော့ဒီချေရိုးကအုပ်စုလေးလည်းခွဲနိုင်ပါတယ်။အုပ်စုနှစ်စုပေါ့နော်။ရေပေါ်မှာပေါ်တဲ့ပစ္စည်းနဲ့ရေပေါ်မှာမပေါ်တဲ့ပစ္စည်းဆိုပြီးတော့ ော့အုပ်စုလေးလည်းခွဲနိုင်တယ်ပြီးတော့နောက်တစ်ခုကတချို့မြုံနိုင်တဲ့ပစ္စည်းတွေကအဲသူတို့ထဲမှာဆိုရင် လေပါနေလို့ရှိရင်ရေပေါ်မှာပေါ်နိုင်တယ်ဒါကြောင့်မလို့လေကပစ္စည်းများတဲ့ရေတွင်ပေါ်နိုင်အောင်အတွက်ကူညီပေးပါတယ်တဲ့တချို့ပစ္စည်းတွေကလေပါလို့ရှိရင်တဲ့ရေပေါ်မှာပေါ်နိုင်တယ်ဒါကြောင့်မလို့လေကပစ္စည်းများရေတွင်ပေါ်နိုင်အောင်အတွက်တချို့ကကူညီပေးပါတယ် ဒါဆိုရင်ဒီချေတို့ဒီနေ့သင်ခန်းစာလေးကိုလေ့လာပြီးတဲ့အခါမှာဘယ်ပစ္စည်းတွေက ရေပေါ်မှာပေါ်လဲဘယ်ပစ္စည်းတွေကရေပေါ်မှာမြုပ်နိုင်လဲနောက်တစ်ခုကဒီချေတို့သူတို့ပစ္စည်းတွေပြုတ်လုထားတဲ့အရာဝတ္ထုပစ္စည်းတွေဘို့လဲဘယ်အရာဝတ္ထုပစ္စည်းကတော့ရေပေါ်မှာပေါ်နိုင်တယ်ဥပမာဆိုရင်သစ်သားကတော့ရေပေါ်ပေါ်နိုင်တယ်ပလတ်စတစ်ကရေပေါ်ပေါ်နိုင်တယ်ဒီလိုအကြောင်းအရာလေးကိုလည်းတောက်တဲ့မျိုးသိရှိသွားပြီလို့ထင်ပါတယ်ဒါဆိုရင်ဒီချေနဲ့နောက်ထပ်သင်ခန်းစာလေးမှာပြန်တွေ့ပါမယ်